မင်္ဂလာပါရှင်ရန်ကုန်ခရစ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်တနင်္ဂနွေလုံးမှာသကောင်စင်းကိုအင်တာရောက်လာကောက်ရင်မိကုန်းတွေကိုမှန်ကန်စွာဖြေရမယ်လို့အကျန်းဖက်မင်းအောင်လန်ကချင်းချောက်တတိပေးလိုက်ပါတယ်ကြောင်မတော်မိတိလာလမ်းမှာဖျဲသည်သတင်းပေးကြရရဲသုံးဦးလိုက်ပါလာတဲ့ကားကိုပြစ်ခတ်တိုက်ခိုက်မှုမှာဒူရဲမှုအောင်ကျော်ထောဒူရဲအုပ်ရန်ရှင်းနဲ့တက်ကြက်မြတ်သူတို့တေဆုံးသွားတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမအဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ဘုတ်ကတော့နိုင်ငံလုံးမှာသကောင်စင်းကိုအင်တာရောက်လာောက်ရင်မိကုန်းတွေကိုမှန်မှန်ကန်ကန်ဖြည့်ဆို့ရမယ်လို့အကျန်းဖက်မေအောင်လန်းကပြည်သူတွေကိုချင်းချောက်သတိပေးဖိအားပေးနေပါဗါးလာမယ့်အောက်တိုဘာလ10ရက်နေ့ကနေ15ရက်နေ့ထိနိုင်ငံလုံးမှာသကောင်စင်းကောက်ယူမှာဖြစ်ပြီး10နှစ်တကြိမ်ကောက်ယူတာလို့လဲဆိုပါတယ်နိုင်ငံလုံးသကောင်စင်းကရွေးကောက်ပွဲကျင်းပဖို့ ਨੇ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကအရေးကြီးတာကြောင့် ပြည်သူတွေအနေနဲ့မှန်မှန်ကန်ကန်မေကွန်းတွေကိုဖြည့်ဆို့ရမယ်။အင်တာရောက်လာမေးတာတွေကိုဖြည့်ဆို့ရမယ်လို့မေအောင်လိုင်းကဆိုထားပါဗျ။ဒါအပြင်သကောင်စင် ကောက်ဝူလေလုပ်ငန်းစဉ်မှာလူတိုင်းပါဝင်ရမယ်လို့လည်းမေအောင်လိုင်းကဖိအားပေးအကြက်ကန်လာတာလည်းဖြစ်ပါတယ်။မေအောင်လိုင်းကနိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့အခြားသောလုပ်ငန်းစဉ်တွေမှာမဖြစ်မနေအခြေခံအသုံးပြုရမယ့်ကိန်းဂဏန်းတွေအချက်လက်တွေအကြောင်းအရာတွေရရှိဖို့အတွက်မကြခင်မှာအမျိုးသားရေးလုပ်ငန်းစဉ်တည့်ရဖြစ်တယ်။ပြည်လုံးကျွတ် ောင်းစင်ကောက်ခြင်းလုပ်ငန်းတွေကိုအကောင့်ထဲပေါ်ဆောင်ရမယ်လို့ပြည်သူတွေကိုအသိပေးလာတာလည်းဖြစ်ပါရဲ့ရှင်။ရှမ်းပြည်နယ်တိုင်းတစ်ပုတ်ကိုတက်ဆက်ပေးခြင်းပါတယ်။ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့ကိုညအချိန်မှာစစ်ကောင်စီကလေနဲ့ပုံကျဲတာဟာအချက်မရှိတဲ့အကြမ်းဖက်သမားရဲ့သဘောတဘာဝကိုပေါ်လွင်စေတယ်လို့ MND ကတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ30ရက်နေ့ညပိုင်းချိန်ကမင်းအွန်လိုင်းရဲ့အာနာသိန်းစစ်တပ်က လာရှုံးမြို့မှာရုတ်တရက်လေချောင်းကလည်းဘုံကျဲတက်ခတ်မှုကြောင့်ဒေသခံအရက်သားတွေအထက်တလန့်ဖြစ်ခဲ့ရလို့ MND ကပြောပါရယ်လာရှုံးမြို့ဟာတဖြည်းဖြည်းညင်လာပြီးဒေသခံတွေပြန်လဲအသက်မွေးမ်းကြောင်းပြုတ်ဖို့သူတို့နေရက်မြို့ကိုပြန်လာနေကြနှစ်ကြိမ်တိုင်စတင်ကြောင်းတွင်လည်းလူနေရက်ွက်တွေကိုစစ်ကောင်စီကပြစ်မှတ်ထားလေနဲ့ဘုံကျဲတက်ခတ်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ် အဲ့လိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုပြီးမှလာရှိုးအေရီယာစီးအုပ်ချုပ်မှုကော်မတီကအခင်းဖြစ်ပေါ်ရနေရကိုအ мян သွားရောက်ကယ်ဆယ်ဖို့အတွက်တပ်ဖွဲ့ဝင်တွေကိုဆစ်လွတ်ခဲ့ရလို့ MND ကဆိုထားပါဗျ။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှုမရှိပေမဲ့ ဒေသပြည်သူတွေကအထက်တလန့်ဖြစ်ခဲ့ရသလိုစီးပွားရေးလုပ်ငန်းတွေပြန်လည်စတင်ကဘဝတည်တစ်ခုစတင်ဖို့နေရက်ကိုပြည်သူတွေဟာတဖြည်းဖြည်းပြန်လာနေချိန်မှာမေအောင်လည်းအာနာသိန်းစစ်တပ်ကပြည်သူတွေအသက်အိုးရင်စီစဉ်ကိုဂရုမစိုက်ပဲစည်ရေးပြည့်မှန်မဟုတ်တဲ့လူနေအိမ်တွေနဲ့စတင်ချောင်းတွေကိုဘုံကျဲခဲ့တာလည်းဖြစ်ပါတယ် ဘုံဖောက်ခွဲမှုကြောင့်ပြည်သူလူထုကိုထိတ်တန့်စေဖို့အဆက်မရှိတဲ့ကြိုးပမ်းမှုနဲ့ပြည်သူတွေကိုအိမ်မပြန်ဖို့နဲ့သူတို့ရဲ့ပုံမှန်ဘဝတွေပြန်လည်အသက်ဝင်လာတာကိုအခုလိုတားဆီးတာအကြက်ဖက်သမားရဲ့သဘောတဘာဝကိုတဖန်ပေါ်လွင်စေခဲ့လို့ MND ကထောက်ပြဝေဖန်ထားပါရဲ့ရှင်။ မကွေးတန်အသင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတန်ဂံကောင်းမြို့နယ်မြောက်ခင်ရံရွာကထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတက်ခတ်ရမှာစစ်တပ်ဘက်ကခုနှစ်ဦးဟာတေဆုံးခဲ့လို့ဂံကောင်းခင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတိုးကပြပြပါရစေ။ပြီးခဲ့တဲ့ဩဂတ်လ16ရက်နေ့က မြောက်ခင်ရန်ရွာမှာတက်ဆွဲထားတဲ့အကြက်ဖက်တပ်သားတွေနဲ့ပြူစော်တီ150ခန်းပါတဲ့စစ်ကြောင်းဟာရွှေဘိုရွာနဲ့ရေသာရွာဘက်ကိုထွက်ခွာလာစဉ်မှာတော်လင်းတပ်ဖွဲ့တွေကတက်ခုလိုတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့တဲ့ဘွဲကလိလံရင်ခန့်ဖြစ်ပွားခဲ့ပြီးအကြက်ဖက်တပ်သား9ဦးဟာတေသွားကရှေးဦးဟာထိခတ်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်။ထီလင်းမြို့နယ်ဘက်မှာတော့ရေမြက်နေရွာကင်းစကန်ကနေထွက်ခွာလာတဲ့အကြက်ဖက်တပ်သားတွေနဲ့ပြူစော်တီတွေဟာဩဂတ်လ28ရက်နေ့မှာရေပုတ်ရွာကပြည်သူဝိုင်းနေတွေကိုမီးရှို့ဖျက်ဆီး ခဲ့လို့လည်းသိရပါဗါးအဲ့ဒီအကျန်းဖက်စစ်ကြောင်းဟာစတေမာလာတည့်ရက်နေ့မှာရေမျက်နေရွာကနေပြန်လည်ထွက်လာပြီးထီလင်းမြို့ဘက်ကိုအူတီကစုတ်ပြားရွာဒါမှမဟုတ်ပြင်ပရွာဘက်ကိုဖြတ်တန်းပြီးတိငစင်းဝရင်ချိုင်းထီလင်းလမ်းတိုင်ဖြတ်သွားတယ်လို့ကံကောခံပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရရှင့် ဘကောသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ဘကောတန်ရွှေကျင်မြို့နယ်ကုန်းမြင့်တရာကျေးရွာကအကြက်ဘက်စစ်ကောင်စီရဲ့ရှေ့တန်းစခန်းကိုတိုက်ခတ်သိမ်းပိုက်ခဲ့ရမှာအရာရှိတူပါဝင်၅ဦးဟာတေသွားပြီးလက်လက်ခရင်အမြောင်များကိုသိမ်းဆည်းရရှိခဲ့တယ်လို့တောင်ပိုင်းတန်စစ်တေသားတာဝန်ရှိသူတို့ကရန်ကုန်ခစ်တစ်ကိုပြောပါရစေ။ဩဂတ်စ31ရက်နေ့မနက်7:00ခန်းကရွှေကျင်မြို့နယ်ကုန်းမြင့်တရာရွာကအကြက်ဘက်ရှေ့တန်းစခန်းကိုတောင်ပိုင်းစစ်တေသားအမှတ်၄စစ်တေသားကွယ် KNL တရင်ကို PDF တရင်3ခုံတို့များနဲ့စ စစ်တပ်သားခွဲ drone အထူးတပ်ခွဲ1835နဲ့ PDS Spring Warrior စစ်ကြောင်းတို့ပူးပေါင်းပြီး drone နဲ့စတင်တိုက်ခတ်ခဲ့ပြီးတဲ့နောက်မှာထိုးစစ်စင်ဝင်ရောက်ခဲ့ရမှာ6မိနစ်အကြာမှာသိမ်းပိုင်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအိစခန်းသိမ်းတိုက်ပွဲတွေအကြက်ဖက်စစ်ကောင်စီတပ်ကအရာရှိတူပါဝင်9ဦးပါသေသွားပြီးအများပြားဟာဒဏ်ရာရှိခဲ့ရာစခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့လည်းသိရပါဗါးအဲ့ဒီအကြက်ဖက်စစ်ကောင်စီစခန်းအတွင်းကနေလက်လက်ကြီးလက်လက်ငယ်ခရ က်အမြောက်များနဲ့ဆိုင်အိမ်ပေါင်း400ကျော်ကိုသိမ်းပိုက်ရရှိခဲ့လို့လည်းသိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစခန်းကစစ်သားတွေဟာဗိုလ်ကထားစခန်းကိုတိုက်ခတ်သိမ်းပိုက်ခံရပြီးရဲ့နောက်မှာထွက်ပြေးသွားတဲ့စစ်သားတွေဖြစ်ကြပြီးကောင်းမြင်သာကျေးရွာမှာရှေ့တန်းစခန်းပြုလုပ်ကတက်ဆွဲနေထိုင်နေကြသူတွေဖြစ်တယ်လို့လည်းတောင်ပိုင်းတိုင်းစစ်တေသားကတာဝန်ရှိသူတို့ကပြပြပါရရှင်။ ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့အတုရောင်ရွေးကောက်ပွဲကို NLD နေနဲ့လုံးဝအသိမှတ်မပြုကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗိုလ်အလုံးမှုဆောင်ကော်မတီကတရားဝင်ကြေညာလိုက်ပါတယ်စစ်တပ်အာဏာသိမ်းပြီးရဲ့နောက်မှာပေါ်ပေါက်လာတဲ့မြမနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းရမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါင်ဆန်းစုကြည်နဲ့တွဲဆောင်ဆွေးနွေးမှုပောင်းဝဲပြည်လည်လမ်းစာရရှိနိုင်မှာမဟုတ်ဘူးလို့ယုံကြည်တာကြောင့်မတရားဖန်ဆီးခံထားတဲ့ဒေါင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချွင်းချက် ရှိအမြန်ဆုံးလွတ်မြောက်ရေးကိုလှုပ်ဆောင်တဲ့လှုပ်ဆောင်နိုင်တဲ့နီလန်းမျိုးစုံကိုအသုံးပြုက ကြိုးပမ်းဆောင်ရွက်သွားရန်စစ်ကောင်စီကကျင်းပရန်ကြံစီနေတဲ့တို့ရောင်ရွေးကောက်ပွဲကိုမြစ်တင်ဒီနယ်မှာအတိမှန်ပြုပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်အပါအဝင်ဆုံးဖြတ်ချက်14ချက်ကိုကွန်ကတ်သူမရှိဘဲအတိပြုချမှတ်နိုင်ခဲ့လို့လည်းသိရပါဗျ။ NLD ဘိုးလုံးမှုဆောင်ကော်မတီရဲ့လုပ်ငန်းအစီရင်ခံစာကိုအတိပြုပြီးတင်သွင်းလာတဲ့အကြံပြုချက်တွေနဲ့အသွင်ကူပြောင်းရေးကာလပြည်အောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတတိယမူကြမ်းကိုမှတ်ပုံတင်ခဲ့တယ်လို့လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘိုးလုံးမှုဆောင်ကော်မတီက ကြေညာထားပါရရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တပုတ်ကတော့မန္တလေးတန်းကြော်ပရောင်းမြို့နယ်ကြော်ပရောင်းမိတ္တလာလမ်းမှာဖျဲသည်တည်င်းပေးကြရာရဲသုံးဦးလိုက်ပါလာတဲ့ကားကိုပြစ်ခတ်တက်ခတ်ရာမှာဒူရဲမှုအောင်ကျော်ထော ဒုရဲအုပ်ရန်ရှင်းနဲ့တက်ကြက်မြတ်သူတို့တည်သွားပြီးလက်နယ်ကလည်းလက်ပြဘုံနဲ့ခရမ်းအပါဝင်ပစ္စည်းတွေကိုတင်ဆက်ရရှိခဲ့လို့အညာမြေပြည်သူကာကွယ်တပ်ဖွဲ့ကြော်ပရောင်းကတာဝန်ရှိသူတို့ကပြပြပါရယ်ဩဂတ်လ31ရက်နေ့မှာ မြင်းကြံခရမ်းအထူးစစ်စီရေးဖြင့်ဖေးသည့်သတင်းပေးချက်အရ ကျော်ပရောင်မိတီလာလမ်းပေါ်မှာရှောင်းတခင်စစ်စစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ကားကိုတားဆီးစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။အဲလိုစစ်ဆေးတာကိုအသာတကြီးအစစ်ဆေးမခံဘဲထွက်ပြေးခဲ့တဲ့အတွက်ပြည်သူ့ကာကွယ်တပ်မတော်သားတွေကပြစ်ခတ်ဖမ်းဆီးရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။ ပြစ်ခတ်ဖမ်းဆီးစင်မှာအကြမ်းဖက်စစ်ကောင်စီဘက်ကဒုရဲမှုအောင်ကျော်ထောဒုရဲအုပ်ရန်ရှင်တက်ကြက်မျက်သူတို့ဟာတည်သွားခဲ့ပြီးစင်းနေလာတဲ့ Magix AC ကားမှာလမ်းဘေးကို တိမ်းမောင်းပျက်စီးသွားကြတယ်လို့အညာမြေပြည်သူကာကွယ်တပ်ဖွဲ့တာဝရောင်းကတာဝန်ရှိသူတို့ကပြပြပါရရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကြည့်ကြည့်တမားချင်းကျမများပါ